ဟေယောလုံးမဲမင်္ဂလာပါမလ15ရက်နေ့ရင်းနေပိုင်းအထူးတရမြကိုပထမဆုံးလို့ရင်တူရှင်းကျင်းဆက်တော့မှာဖြစ်ပါတယ်ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအခုချိန်ထိအားပေးနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးဇူးကြီးတင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်သေးရင်ကြည့်ပြပြတော့လုပ်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော် channel ကိုတချို့လူတွေကလည်းမြင်ကြဖို့လို့ပြောကြပါတယ်ဒါပေမဲ့ရှာကြပါနေ့တိုင်းကျွန်တော်မနေ့ပိုင်းမှာ ညနေပိုင်းမှာပုံမှန်ဗီဒီယိုတင်ပါတယ်။ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်။မလ၁၄ရက်နေ့တွင်မလေးတိုင်းတောင်တာမြို့နယ်စီအချမ်းဖက်စစ်တပ်တဆွေးထားသောရကျန်ကိန်းနှင့်ဆွမ်းကျေဆက်ယုံကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေတုံးကောင်တေဆုံးပြီးအမြအပြတိုင်ရရရှိကကိစ္စကနဲ့ကူတော်ကူမီဆူရှင်လင်ခေကြောင့်မင်းချန်ကရအမတ်တုံးတက်ရမှတာဝန်ရှိသူတအူကပြောဆိုထားပါတယ်။ကောင်းလေးတဲ့တဲ့နောက်တဲ့ မလဆလေးရနေတွေကရင်ပြည်နယ်ထိုင်းမြန်မာနယ်ဆက်စပ်စစ်ကောင်စီတပ်၏ပိုလိုတူစခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီစစ်ခွဲ12ကောင်တေဆုံးကာစစ်ကောင်စီစစ်ခွဲ17ကောင်ထိုင်းဖက်တောထွက်ပြီးသွားကြောင်း KNU ဘဟုကတရားဝင်တရင်ထုတ်ပြန်ထားပါတယ်ဒါကတော့ update တင်ဖြစ်ပါတယ်17ကောင်ထွက်ပြေးတဲ့အကြောင်းကတော့မနေ့ကတင်ဆက်သွားတာဖြစ်ပါတယ်12ကောင်တေဆုံးတဲ့အကြောင်းကတော့ update ဖြစ်ပါတယ်ကောင်လိတ်တဲ့တင်နောက်တဲ့ မလစတုံးရနေ့တွေမကွေတိုင်းအောင်လာမြုပ်နေစီကပါဆဆငါမှာကင်ပယံထွက်လာတော့အချမ်ပစစ်တက်စစ်ချောင်းကိုတိုက်ခိုက်ရာအချမ်ပစစ်ကောင်စီစစ်ခွေတုံးကောင်တေဆုံးပြီးခွန်းတော်ကောင်အပိနထန်ဒယာရရှိခိချောင်းကိုရနှစ်တရင်တောင်တွင်ကြည့်တက်ခွေမှတာဝန်ရှိသူတအူကပြောဆိုထားပါတယ်ကောင်းလေးတဲ့တဲ့နောက်တဲ့ မလတ်စတောရနေတွေရှင်ပီနေဂရီနီပီအဆမ်မူဘေးတွေအင်အားသုံးသူစစ်စင်လာတော့စစ်တက်ကိုတော်လှန်ရေးတက်မြက်ကပြန်လေတိုက်ခိခိရာစစ်ကောင်စီစစ်ခွေ15កងတေဆုံးပြီးလက်နက်ကုလက်ရရှိကစစ်ကောင်စီစစ်ခွေများပြန်လေဆုတ်ခွာသွားကြောင်း KNDF ဘူမာတရီနဲ့ပြန်ကျက်ရတဝန်ရှိသူတအူးကပြောဆိုထားပါတယ်ကောင်းလေတဲ့တဲ့နော်တဲ့ မလဆလီရနေ့တွေစကိုင်းတိုင်းဆွေဘူးမြို့နယ်တွေရိတ်ခါထုတ်ပြီးပြန်လာသည့်အကြံဖက်စစ်ကောင်စီစစ်ခွေးများကိုကြက်ပြတ်တိုက်ခိုက်ရာကာတစီနဲ့စားစီပုံများတင်းစီရရှိပြီးကာကူမီဆူစင်လင်ခေကြောင်ဆွေဘူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအူကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်းမကွေတိုင်းကန့်ကူမြို့နယ်တောင်ပိုင်းစီမိတာစီပုံကိုစစ်ကြောင်းထုစင်ဖမ်းဆီးသွားတဲ့ပြည်သူကူအနက် နှုတ်ကိုလက်ရှိအချိန်ထိပြန်မလွတ်သေးပဲရိတ်ကန်နဲ့အလေးအလေလှုပ်ပြီးရွေးခိုင်းနေတယ်လို့သိရှိရပါတယ်။ဖန်စီခံရတာစုစုပေါင်း9ဦးရှိပြီး6ဦးကိုစစ်ကြောပြောင်းဝင်တဲ့မတ်လ17ရက်နေ့မှာပြန်လွတ်ပေးခဲ့တယ်လို့သိရှိရပြီးဂျန်နှုတ်ကိုတန်ရာရထားလို့စေကူတာချင်းလို့ဆိုကဆက်လက်ဖန်စီထားတာလို့သိရှိရပါတယ်။ခုလက်ရှိအချိန်ထိပန်းခံရတဲ့နေရောက်ကတန်ရာရတာများတယ်။ ကျန်တဲ့လူတွေကကကန့်ကော်တောင်ဖက်လောင်တောင်ကိတ်မှာပြန်လွတ်ပေးလိုက်တယ်။ခုနီယောက်ကိုစေကူတာပုစုပီခိုထားလိုက်တာ။ခုတော့ရိတ်ခါနဲ့ပြန်ရွေ့ရမယ်လို့ပြောနေတယ်လို့ဖန်စီခံရသူနဲ့နီးဆက်သူတအူးကပြောဆိုထားပါတယ်။တရောင်စားစီခွေးတွေမိအီလိုတွေမဆိုင်တဲ့ပီသူတွေကိုဖမ်းပြီးမှရိတ်ခါနဲ့ရွေ့ခိုင်းနေဆိုတော့အရှက်မရှိတဲ့ခွေးမသားတွေမလို့ပြောရမှန်းတော့မသိတော့ဘူးကွာဒီခွေးသားတွေမင်းတို့ဘာမင်းအွန်လိုင်းကိုတွားတောင်းလဲမင်းတို့စားရှာမရှိတော့ဘူးလား။ မင်းတို့ချီကူစားလိုက်စားရမရှိနောက်တရင်မကွေတိုင်းစလီမြို့နယ်တွင်အချမ်ဖက်စစ်တပ်ကအသက်50ကျော်အရွယ်အမျိုးသမီးတဦးကိုမိရှုတဖြစ်ပြီးကျေးရွာနေရွာကိုမိရှုဖြစ်စီခဲ့ကြောင်းနေအိမ်400ကျော်ပြတ်ကျက်ကကျေးရွာ24ခုမှပြည်သူ1000ကျော်ထွက်ပြီးတင်းရှောင်းနေရကြောင်းစလီမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်မလဆနေရနေ့တွင်စလီမြို့နယ်စင်ဖြိုကျွမြို့စီ နေပူကန်ရွာကိုအချမ်ဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်စီးနှင်စဉ်အသက်90ကျော်ဆက်ယောဂါခန်းဆားနေရသည့်အမျိုးသမီးတအုပ်ကိုမိရှုတဖြစ်ပြီးကျေးရွာအတွင်းရှိပြည်သူပိုင်နေအိမ်များကိုရွာလုံးကျွတ်နေပါမိရှုဖြစ်စီခဲ့ကြောင်းသိရှိရပါသည်။ဒီခွေးမသားတွေကိုဘလို့နှင်းနှင်းရမှန်းတော့မသိတော့ဘူး။နေတိုင်းပဲပုံချေးတယ်။နေတိုင်းပဲပြည်သူတွေကနိုင်ကျင်တယ်။ဘလို့ဆေးရမှန်းတော့မသိတော့ဘူး။ကျွန်တော်ဆေးရင်လည်းရိုင်းတော့မယ်။ဆေးရင်လည်းသူတို့တွေကနားလေတာမဟုတ်ပြန်ဘူး။ ဘလူပြာရမန်းတော့မတည်တော့တတော်ကိုစိတ်ပစ်တယ်မလာစငါရနေရငင်းနေပိုင်းထူတင်ကတော့ဒီလောက်ပါပဲကေဒါဆိုတော့ကျွန်တော်တို့ပထမဆုံးရမပင်ကရင်တမဟာမှုဘူတမနီရဲ့အင်တာဗျူးကိုတစ်ချက်လောက်ရှုချရအောင်အာဟောဒီမာမိတ်တွေနဲ့ခုနပြောတဲ့တောင်ပေါ်မြေပြန့်အကုန်လုံးပူပိုင်းလိုက်တဲ့အားကြောင့်မလို့အာနာရှင်ကအမှန်တည်းပြောရရင်စောစောကတော့ ကျွန်တော်တို့ PDF ဆိုရင်စကားတောင်ထက်မပြောဘူးဆိုတဲ့အနေအထားအနေအခုကြတော့ဟို TV ပေါ်ဟောတာလေလိုက်ပေါ်ပါစီရတို့ PDF တွေနဲ့စကားပြောအောင်ဆိုပြီးတော့ကိုကြောက်လန့်နေကြအော်ပါတဲ့အဆင့်ထိကိုဖြစ်လာတယ်။ဒါကကျွန်တော်တို့တိုင်းရနိုင်ညီကိုတွေရဲ့ညီညွတ်မှုအားကိုဟိုပြလိုက်တာပဲဗျာ။နောက်ဆုံးအဆင့်များသူတို့တွေဒီထိုးစစ်တွေမစင်နိုင်တော့ဘဲနဲ့ခံစစ်အဆစ်ပြောင်းသွားတယ်။ခံစစ်မှလည်းပဲ กระโดดจีนလေးထဲမှာပုံရတဲ့အစစ်တီကိုရောက်သွားတာကတော့ဒါအလုံးသိပဲဗျာกระโดดจีนတောင်မှာကျွန်တော်တို့กระโดดจีนမဟုတ်ဘဲနဲ့ဘန်ဂါကြီးတွေဟိုတပေနှစ်ပေလောက်ဒုထူတဲ့ဟိုဘန်ဂါကြီးတွေခြောက်ပြီးတော့မှတခါတဲ့ဟိုပုံနေရတဲ့အစစ်တီကိုရောက်သွားတယ်ဒါပေါ့အဲ့ဒါကတကယ်အမှန်တရားအဲ့တော့သူတို့တွေအကုန်လုံးကဒါကြောက်ရတယ်ဆိုတဲ့အစစ်ဖြစ်သွားတယ်ကျွန်တော်ဘာသွားသတိရလဲဆိုတော့ဟိုဒီအာနာသိမ့်မိကစားကျွန်တော်တို့လူလူတွေက တနိုင်ငံလုံးထွက်ပြီးတော့ဆန္ဒပြတဲ့အချိန်မှာဟိုစစ်တပ်ရောရဲရောကဘာလုပ်လဲဆိုတော့တေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့စိတ်ခေါ်မှုတစ်ခုပေါ့အဲ့တော့တေရဲတဲ့ကောင်ထွက်ခဲ့ဆိုတော့အဲ့ဒီကောင်ကျွန်တော်တို့ဒီမှာလက်နဲ့မရှိဘူးလေသူတို့ပဲရှိတာဆိုတော့ဟိုပြောမှဆိုရင်ကျွန်တော်တို့လူတို့ကိုစော်ကားတဲ့ဇကားကတေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ဇကားကျွန်တော်တို့စော်ကားခံခဲ့ရတယ်ဒီနေ့ကျွန်တော်တို့ပြည်သူတွေကဘာလုပ်နိုင်လဲဆိုတော့ဟိတ်ကောင်တွေ စစ်တပ်ကရေရောမင်းတို့တည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုဒီကောင်နေဒီကောင်မှမထွက်ရေတော့အကုံလုံးကဘင်္ဂါလေးထဲမှာပုံးနေရတဲ့အဆင့်ကိုရောက်သွားပြီဘင်္ဂါထဲမှာတေမန်ကြောက်လွန်းလို့ပုံးရတဲ့အဆင့်ကိုဖြစ်သွားပြီဆိုတော့ဒီတော်လန်ရင်းဟာဘလောက်ထိဒီတိုင်းရင်းသားညီကိုတွေနဲ့ပေါင်းလိုက်တဲ့အတွက် ဟိုဘလို့တက်စစ်ချိုးပြောင်းပါတယ်လဲဆိုတာအလုံးတိသွားပြီပေါ့အဲ့တော့ကျွန်တော်တို့အခု PDF တွေကျွန်တော်တို့တိုင်းနာညီကိုတွေဟာတော်လိုင်းရေးသမားတွေကကျွန်တော်တို့ပြောနိုင်လာတဲ့ဇကားတစ်ခွန်းဟာသူတို့ပြောတဲ့ဇကားပါပဲတရားနဲ့တည်ရတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ဇကားကျွန်တော်တို့ကောင်းကောင်းပြောနိုင်ပါပြီအဲ့ကောင်တွေထွက်ရဲလားဆိုတာကိုကျွန်တော်တို့မေးလို့ရပါပြီဒါကျွန်တော်တို့ညီကိုတိုင်းနာညီကိုတွေနဲ့ EIO တွေကျွန်တော်တို့အားလုံးပူးပေါင်းမှုဆွမ်းအားအာနာရှင်စနစ်က ဟိုကျွန်တော်တို့ရဲ့ဒီတော်လန်ရေးအင်အားစုကိုကြောက်ရတဲ့အဆင့်ကိုရောက်သွားပြီဆိုတာကတော့ဒါတက်သေးပါပဲဗျ။อืมကဲစစ်ခွေလို့ပြီးတွေစစ်ခွေထောက်ခံတဲ့ပြည်သူတွေတစ်ချက်လောက်လေးတင်ရအောင်ပြောမယ်နော်။ဗမာ PDF တွေအထူးခံရတယ်။ပါငါကွေးကမင်းတို့ပြောပေမဲ့တိုင်းတလန်နဲ့ဂိုင်းတွေနဲ့ဗမာ PDF တွေအတူတူတွေးနေကြတယ်ဆိုတော့ကိုပဲတော့မမေ့ချနဲ့။တိုင်းတလန်နဲ့ဂိုင်းတွေကဗမာ PDF တွေကိုတအားချစ်ကြတယ်ဆိုတော့ကိုလည်းမင်းတို့တီးဖို့လို့ပြီ။ ဒီနေရာမှာမူတမနီပြောသွားတဲ့စကားကိုမင်းတို့သဘောပေါက်ဖို့လိုပြီးအဲ့ဒါကိုပြောချင်ပါတယ်ဒါဆိုရင်တော့ note video ကပါစာ၆နဲ့ကပါစာကိုအခြေအနေမကောင်းတဲ့အကြောင်းနဲ့စီရဲ့အခြေအနေကိုပြောပြလိုက်တဲ့ CDM ဘူးကြီးရင်ရောတစ်ချက်လောက်နားဆင်ကြည့်အောင်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2024ခုနှစ်မတ်လ15ရက်နေ့အစည်းအဝေးတင်သုံးသက်ချက်နဲ့စည်ရည်တရင်ဖြစ်စဉ်များကိုကောကောနဲ့ရှင်းပြပြတော့မှာဖြစ်ပါတယ်ခင်ဗျာ မနေ့ကတနေ့လုံးဗရောင်းကျနေတယ်စစ်ကောင်စီအလုရှုပ်နေကြပါတယ်။အုတ်ရှိပင်ဗရမားမြေတဲကုန်ကမ်းမှာနေပြီးတော့နံပါတ်ဒါဖြစ်တကယ်တွေပြောတာနော်။ရောက်ရှိနေတာရှိပါတယ်။ကြောက်ဖူးအခြေဆိုင်ကောက်ဆာကူးရဲကို AC အရက်မော်တော်ယာဉ်ငယ်တွေတော်တော်များများဝင်လာနေတာရှိပါတယ်။ကောက်ဆာကူးဆက်ရုံဟာလက်နဲ့ငယ်ကြည်တံထုတ်လုပ်တာဖြစ်ပြီးအစီဝေးတစ်ခုခုလုံနေဟန်လို့ယူဆရပါတယ်။ပသိမ်မုံရလန်အတိုင်းတွင်းောက်ဘက်ကနေရင်နှန်း6စီးနဲ့အုတ်ရှိပင်ဘက်ကိုဥတီပြီးတက်လာနေတာလည်းရှိပါတယ်။ ညောင်ကျိုးဖက်ကိုလည်းခမင်းထုတ်ကူတဲ့ကားဖက်သွားတာလည်းရှိခဲ့ပါသေးတယ်။ဘကိုးတိုင်အရှိဘက်ချမ်းကိုလည်းတစ်ချက်ကြည့်ကြအောင်ပါ။ကြောက်တကားမျိုးနဲ့ရှိဘက်မနစ်နေခင်မွန်းတဲ့အချိန်ချွေဖုံတိုးကိတ်နဲ့အမင်းအင်းကုန်းကိတ်ကိုဒရုန်းနဲ့တိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။အရင်ရက်တွေကထောင်လိုင်းဒရုန်းတွေလာရင်စစ်အုပ်စုဟာအောက်ကနေ၆လမ်းပစ်ခတ်နေခဲ့ကြပါမယ်။ဒီတစ်ချိန်တော့မရတော့ပါဘူး။နေမွန်းတဲ့အချိန်အပေါ်ကိုကြည့်ကြည့်ပါ။ စစ်စင်ရေးတစ်ခုလုပ်မယ်ဆိုရင်မဖြစ်မနေဖြတ်တွင်းစဉ်းစားရတဲ့အချက်ထဲမှာယာတိမှုဆိုတာလည်းပါပါတယ်။ရန်ကုန်လှိုင်းသာယာမှာတော့စီနာဘက်ကနေကြားဖြတ်ရှင်းတန်းရပ်တည်နိုင်မှုအတွက်စကားစကိုရန်ငွေတန်းနဲ့ရပေးထားတယ်လို့သိရပါတယ်။ပေးရသူထမ်းမှသတင်းရရှိခြင်းဖြစ်ပါတယ်။မနေ့ကညနေပိုင်းချီယာစိတ်ကမ်းမှာလုံလုံရေးတွေရောက်နေတာရှိပါတယ်။ကျွမ်းတမ်းနေရာကိုဝေသားလက်ခံမှုအတွက်ရန်ကုန်ကိုမင်းအောင်လိုင်းတယောက်ကိုယ်တိုင်ဆင်းချလာတာလဲတွေ့ခဲ့ရပါသေးတယ်ကြော်သွားခြေဆိုင် ကောက်ဆာခွန်ပုံမှန်အားဖြင့်လက်ပစ်ဘုံမိုင်းနဲ့၄၀မမဘုံကြီးတွေကိုအဓိကထုတ်လုပ်ပေးရတဲ့စက်ရုံဖြစ်ပါတယ်။ ORI လို့ခေါ်တဲ့ကောက်ဆာစက်ရုံကထုတ်လုပ်ရေးစစ်သားတွေစိတ်ဓာတ်ကြဆင်းရဲ့ရှိပြီးထုတ်လုပ်ရေးလဲအာရုံစိုက်ရလုံးလုံးရင်းနဲ့ဆက်စပ်ရေးလဲဝင်လောက်ရနေဝင်လောက်နေကြရပြီးတောကပြာပါရတွေများလျက်ရှိပါတယ်။အရင်ကဆိုရင်ထုတ်လုပ်ရေးကိုကကထုတ်လို့ခေါ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လို့ရေးအရာရှိချုပ်ယုံလာတာကင်တွယ်စီမံတာဖြစ်ပေမဲ့အခုဆိုရင်ကကကြီးကနေဓာတ်ရိုက် ညွန်ကြားဆောင်ရွက်နေတာဖြစ်ပါတယ်။တာဝန်ခံကတော့ကြီးသူတည်တနာကဘုံမှုချုပ်ရဲအားကအရေးအတွက်ဘလောက်ကိုဘယ်နည်းပြီးအနိုင်ရမယ်ဆိုပြီး PRB စီခိုင်းနေတာဖြစ်ပါတယ်။ကြီးသူတည်တနာဌာနကစစ်မှုစီမှုပထမဆုံးကတော့ Lieutenant ကနဲ့ဒုတိယဘုံမှုကြီးကျော်သောဆိုသူဖြစ်ပါတယ်။လေရင်ဘုံပါဝင်ထုတ်လို့ရေးကိုဓာတ်ရိုက်ကုတ်ကဲနေကြခြင်းဖြစ်ပါတယ်။အဓိကရမ်းချက်ဆက်ယုံနေဖြစ်တဲ့ကမြန်ခြေဆိုင်ကပ္ပစာ9နဲ့မတုံခြေဆိုင်ကပ္ပစာ16 ်တရားဒီအပြည့်ဝမထုတ်နိုင်တော့ပါဘူးနိုင်ငံသားရန်ကိုဝယ်ပြီးသုံးလာရပြီဖြစ်ပါတယ်ရှင်လဲကပ္ပစသုံးတဲ့ကပ္ပစ27ကစွန်းသားတို့ဟာလည်းတရားဒီမလုံလောက်လို့တခြားအစားထိုးသုံးဆွဲနေရပြီလို့သိရပါတယ်ဒါကြောင့်ဂျန်ကိုဘုံဒီတွေကစမ်းသပ်သုံးဆွဲလာတာဖြစ်မယ်လို့ရှင်ပြန်ယူဆပါတယ်ညောင်ကျိုးကိုလက်လွတ်လိုက်ရပြီဆိုရင်တော့ညောင်ခြေတော့ဖက်လှမ်းလာလာပြီဆိုရင် ကပ္ပစာ6နဲ့ကပ္ပစာ9တက်ကတော့မရမရဏနေရတွေစတင်ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ညီနေသားကလည်းတန်ဝုံးတွေပေါ်ကနေခြိုင်ပြစ်နေုံပါပဲ။ကပ္ပစာ6ဆိုရင်အပေါ်ပဲ chance team ယုံကြည်တာနဲ့ထုတ်လုပ်မှုရတတ်တလောက်ဖြစ်ပြီးကပ္ပစာ9ကတော့ဘေးဆက်ယုံကြည်သည့်ကြည်စာထုတ်လုပ်မှုရဆိုင်သွားမှာပဲဖြစ်ပါတယ်။ပြောရရင်ကပ္ပစာဆက်ယုံကြီးအခြေအနေမကောင်းတော့တာကတော့လုံးဝအသေးချာပဲဖြစ်ပါတယ်။တောင်ခမ်းမှာတောင်ရှိအုပ်စုတစ်ခုရဲ့ကိုပဲစကားစာပွက်ပြင်းနေနေတာဖြစ်ပါတယ်။မနေ့ကအထီးကြောက်လက်မကြမ်းနဲ့ နေချောင်းပြစ်ကူယူပြီးတိုက်ခိုက်နေရသေးတာရှိပါသေးတယ်။တောင်ကဒေသအတွင်းမှာကျန်ဆိုင်တောင်လူတွေကစားဝတ်နေရအတွက်ကြံခုတ်နေရသေးတာဖြစ်ပါတယ်။မနေ့ကဆိုရင်ရာပြင်ရွာမှာလက်နက်ကြီးပြစ်ခတ်လိုက်လို့မိလောင်နေတဲ့ကြံငင်းကိုတောင်သူတွေစုပြုံပြီးခုတ်နေစေမှာ။နေချောင်းတိုက်ခိုက်မှုကြောင့်တေးတေးတန်တန်ရမှုတွေဖြစ်ပွားခဲ့ပါလား။ဗရန်တန်နယ်မှာတော့စုံကုန်းအခြေဆိုင်မာဆာခ905လုံခြုံရေးတွင်းမြစ်ထားရပါတယ်။တပ်ဝင်ခိတ်မှာလည်းအင်အားတိုးပြီးချထားတာရှိသလိုတိုက်ရင်ပြင်းလုံး24နာရီ3တိ စတန်ပိုင်းဖြစ်သွားပြီဖြစ်ပါတယ်ည9နာရီလောက်မှာတော့လက်နက်ကြီးနဲ့အနောက်ဘက်ကိုနှလုံးပစ်ခတ်တိုက်ခိုက်ထားတာလည်းရှိပါတယ်တိုက်ပွဲ area တွေဟာမန်းရွှေဆက်တော်တဝိုက်ကိုချင်းကပ်လာနေပြီချင်းကပ်လို့လာနေပြီလို့ပဲဆိုရမှာဖြစ်ပါတယ်ချင်းပြည်နယ်ဖလန်းတိုက်ပွဲအခြေအနေကတော့လက်ကြံခဲရန်နေပါနေပြီစစ်ကူတောင်းခံထားတော့လဲမပြုတ်နိုင်ဖြစ်နေပါတယ်လေကြောင်းပြစ်ကူရက်တမသွားဖို့နဲ့ဇက်တိုက်လုတ်ပေးဖို့သာသာတင်ပြနေတာကိုလည်းကြားရပါတယ် ပလန်မျိုးကိုထိစုပ်ထားနိုင်ပေမဲ့နေမီကန်တပ်ရင်းဌာနချုပ်ခလာရ268ကိုတိုက်စစ်ဆင်နေရခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးပဲကျွန်တော်တို့ဒေါ်လာ၄၀ပါ။ကျွန်တော်တို့အနေနဲ့စစ်ကောင်စီကိုအပြည့်အစုံတိုက်ခိုက်တဲ့နေရာမှာ နေမီကန်တပ်ရင်းဌာနချုပ်တွေကအရေးပါပါတယ်။အနည်းဆုံးနေမီကန်တပ်ရင်းဌာနချုပ်တွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ဖျက်ဆီးနိုင်မှအဲကျွန်တော်တို့ဒီစစ်အုပ်စုအမြင့်ပြုံမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အဆုံးထိနားထောင်ပေးလို့လဲကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။ ချီယိုမြတ်တင်ပါတယ်လို့ဘူးကြည့်ရင်ရောဘူးကြည့်ရင်ရောတင်ပြတဲ့တရင်တွေကတော့မေပင်စီရဲ့တရင်အမှန်တွေဖြစ်ပါတယ်တိတ်ပွဲဧရိယာတွေမိုင်းဆွေဆက်တိုကိုချင်းကလာပြီးဆိုတော့ကိုတီးစီရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကပ္ပစချုံနဲ့ကပ္ပစကူအခြေအနေမကောင်းတဲ့အကြောင်းတီးစီရတာဖြစ်ပါတယ်တအားကောင်းတဲ့တရင်ဖြစ်ပါတယ်ကေရာဆွင်တော့ no video ဇတောတာချင်းမစားကြပါနဲ့ခေါင်းစင်နဲ့ငပောက်ရဲ့လောင်ကျွမ်းတန်တစ်ချက်လုံးနားစင်ကြည့်အောင် ကောင်းစီပြေးပြီးမှပဲပြောရမှာဗျာကောင်းစီကတက်တူစားရင်မစားကြပါနဲ့လို့စားပြီဒီဦးလမှာရှိတဲ့ဌာနဆိုင်ရာအားလုံးကိုပြောချင်ပါတယ်ဗျာပြီပြီပြောပြီပြီပြောကတော့တက်တူစားခြင်းမစားကြပါနဲ့ဆိုတဲ့ကောင်းစီနဲ့ပါအတန်နေနေရှုပ်ပါလားဒီရမီကိစ္စဒီဦးလမျိုးနဲ့ကျွန်းနပါးလေးကျွာအုပ်စုလက်ပံကုန်းကျွာမှာမောင်အောင်မြင့်မြတ်ပိုင်ဆိုင်တော့ကွန့်မတ်930အရွန်းတို့ချုပ်ရှိနေပါပဲเนาะမြင့်ခကိုဆိုင်တို့အဖွဲ့မှကွန့်မတ် 906လေယာမြေပုံပုံစံခွင်ကိုကင်ဆောင်ပြီးမောင်ကောင်းမြင့်မြတ်ပိုင်ဆိုင်သောကွင်းအမှတ်130အတွင်းသို့ဥပဒေမဲ့ဝင်လာကခံစည်းရိုးခတ်ခြင်းလူနေအိမ်ဆောက်ခြင်းအပင်များဆိုက်ခြင်းကိုလာရောက်ပြုလုပ်နေသွားသည်တဲ့ဒီကိစ္စနဲ့ပတ်သက်ရသက်ဆိုင်ရာရည်ကြီးရောလယ်စီရောအကုန်လုံးကြားမှုအကုန်လုံးမူလပိုင်ရှင်ဖြစ်တဲ့ဟုတ်လားမောင်မြင့်မြတ်ကပိုင်ဆိုင်မှုအထောက်အထားအပြည့်စုံနဲ့တင်ပြနိုင်တဲ့ အနိုင်ရခဲ့ပေမဲ့လည်းမြို့နယ်လဲစီမှာဆက်တဲ့တဲ့အခါကျတော့တစ်ဖက်ကကိုယ့်အမှတ်ဝင်ရောက်ကျူးကျော်သူဥအောင်ကျော်မြင့်ခကိုစိုင်းကိုတွဲမပြီးအနိုင်ပေးလိုက်ပါလေ။အဲဒါကြောင့်ဒီကိစ္စနဲ့တက်ဆိုင်ရာအတွက်အနေနဲ့အောက်ခြေမြေပြင်အထိတေချာကွင်းစင်းပြီးစစ်စစ်ပေးဖို့တော့ကိုဒါဥစဉ်တို့အနေနဲ့မေတ္တာရပ်ခိုင်ခြင်းဖြစ်ပါတယ်။ကိုစိုင်းဆိုတာကဒီ16မိုင်ကဟုတ်ဝါစစ်ဆိုတဲ့ KTV ပိုင်ရှင်တက်ဖို့ကပိုင်ရှင်လင်မယားရာပြင်းနဲ့စခွေလို့ပြီးပေါ့ တရားရကလုံးမိသားစုလိုဥစဉ်နဲ့မနဂိုကလေးကမရှိဆင်းရဲကြတဲ့ကဥစဉ်နဲ့ယဉ်ကြီးကြတဲ့အဆူအဆူအဆူဘောအဆူဘောလို့ဆရာဘောအခုကြီးတွားတောင်းတယ်ပေါ့နော်ခမုံရဲတဲ့အဲ့ဒါကြီးနဲ့ပါဝါနဲ့ပဲဖုံးဆက်လာတယ်ပါဝါနဲ့ဖရားတဲ့တပြို့ရဲ့တငယ်ချင်းဖြစ်လို့ရတယ်ဩဥစဉ်တော့တငယ်ချင်းဖြစ်တော့အဲအဲပီပီလောက်ပီပီလောက်နော်ဘုရားဌာနဆိုင်ရာငွေလေးပြီးလုံးနေတာပြီးပြောက်ခွေးလို့တစ်ဖက်ကဒီခွေးထားတဲ့သူကဦးစင်းတို့တက်မတော်မီတာတက်မတော်ဘက်ကတန်ရှော့တန်ရှော့ ဘိုးတဲ့အုပ်ရှိပင်ဘက်မှာတိုက်ပွဲမှာကြာရှုံးရတဲ့ဘုံမှုတန်ကြီးတယ်ကွာအဲ့ဘုံမှုအမေဒီလဲကောင်းရမွင်ရတင်ငန်းရောက်စားနေအေးစေးစေးလဲသူတို့မှာရှိတဲ့အားလေးနဲ့ဒီဟာလေးကိုဝဲတာနေပေါင်းသွားဝဲဝဲထားတဲ့အရာလေးဒါဝဲထားတဲ့အရာဒီဒီတရုတ်ဆက်ကိုဆိုင်ဆိုတဲ့ဒီ16မိုင်ကပိုင်ရှင်ကပထမဒီနေပြည်တော်ကရှင်းနေနဲ့လာတယ်လာတယ်လာတဲ့ခါမှလဲသူနော်ပရိရဲ့ဥစဉ်စီမှာတာမိုင်နေရှိတယ်ပရိရဲ့မြောင်များစွာနဲ့သူချိန်ချောက်တယ် ဟုတ်ဟုတ်လေဒီချင်းချောက်လေအာဘယ်ဘယ်နေရာမှာတော့အတက်ခံလိုက်ရတယ်ဘယ်နေရာမှာတော့ဒီကကြီးကလူတယောက်တက်ချင်းလွယ်တယ်မလို့ဆိုတော့မိမလို့မိမရပေါ့ဗျာတဖက်ဟုတ်လားတုံချင်းချင်းချင်းမလို့မပြောရဘူးလေအဲ့ကိုဆိုင်ဒီ16မိုင်နာတော်တော်များများစစ်တပ်တို့တပ်တို့တော်တော်များများကိုပတနာသားတယ်ဒီဥလုံမှာရှိတဲ့စစ်သားတော်တော်များများလည်းသူကပတနာသားတဲ့အဝင်းနဲ့ဖြီးလောက်တို့လိုဖြစ်နေတယ်အဲဒါဥစဉ်ကတန်ချင်းကွာဒီကိစ္စနဲ့ပတ်သက်ပြီး မှားခဲ့တယ်ဆိုရင်ပောက်ကိုတော့ထောင်ချပလိုက်ချပပောက်ကိုရေးယူပလိုက်ဒီကိုဆိုင်ဒီလူယုံမှာဆင်းနေမှာပါအဲ့တော့ပြောချင်တာကသူ့အကူဘယ်စစ်တပ်နဲ့ပိုင်ပိုင်ဘယ်သူနဲ့ပိုင်ပိုင်ဟုတ်တော့ထောင်တာလောင်းတာဒီတစ်တော့ကလည်းဒါကိုတည်တယ်ဒါပဲနဲ့ကိုဆိုင်ဒီလေယာမြေကောင်ပောင်ပြီးမှပိုင်ပောင်ပိုင်ပြီးမှဒီလေစီလို့နဲ့ဖြစ်ဖြစ်ပြောပါလားကွာပြီးပြီးမှဦးစင်းရောထင်တာပဲဟာတော့ပါလားတွေးတော့မချောက်သေးပါဘူးခြေထားမှာတိုက်ပွဲကြလို့တွေးတော့မချောက်သေးပါဘူးအိုးဓာတ်ပြူစားခြင်းမစားပါနဲ့ မတရားမလုပ်ကြပါနဲ့မတရားတိုင်းမကြည့်ကြပါနဲ့အာတုဒ္ဓဘုံမူကကြာဆုံးသွားတုဒ္ဓဘုံမူမရှိတော့ဘူးတုဒ္ဓဘုံမူရှိတော့ကလည်းတုဒ္ဓဘုံမူအဲ့ကိစ္စနဲ့ပတ်သက်ဝင်မပါဘူးနောက်ဆုံးခိုင်းတာမိဘတဲ့နောက်ထပ်လာစစ်သားကောင်းပြည်တာသွားပဲတိုက်ပွဲဝင်သွားခြင်းနဲ့တမိုင်းလှခြင်းနဲ့လက်နဲ့ချအညံ့ခန္ဓာမလို့ခြင်းမူနောက်ဆုံးပြည်တာမလို့ခြင်းမူဖြီးဖြီးလောက်လှမ်းပြောတယ်ဟမ်လူစံဒီကိုလှမ်းပြောတယ်လူရဲကောင်းစံသွားတိုက်ပွဲဝင်သွားတာတော့မကြတဲ့ပါဘူးကြာရဲလေပြီးတော့တုံးလေးရဲ့ပဲရှိပါသေးတယ်ဖိုင်ဆိုင်မှုတွေလည်းရှိပါတယ် ောက်ခြေကြီးဥက္ခရလည်းပြီးတယ်။ဒါယူတိတော့ကလည်းအမှန်တရားတိုင်းပြီးတယ်။လက်စီတခုတည်းလုံးရုပ်ပါအခုမင်းတို့ပုတ်ခွေးတဲ့အရာတွေကကျွန်တော်တို့နဲ့မသက်ဆိုင်ပါဘူးမင်းတို့ကြိုက်တယ်လို့ပုတ်ခွေးကြအချင်းချင်းကြိုက်ကြကျွန်တော်တို့နဲ့မသက်ဆိုင်ပါဘူးကျွန်တော်တို့ကမင်းတို့ပုတ်ခွေးတာမင်းတို့အချင်းချင်းကြိုက်တာကိုကြည်ပြီးမှအားရတယ်ဆိုတာကိုတော့ကျွန်တော်ပြောချင်ပါတယ်ငပုတ်ကတုံးရဲ့မင်းတို့အဘသားသမီးတွေကိုမတရားလုပ်ရင်ဆက်ဆိုပါကျွန်တော်အားပေးတယ်ဆိုတာဆိုဒါပေမဲ့တိမ်ပုတ်ခွေးနဲ့ တာပောက်ကွက်ရင်မင်းခေါင်းကိုပောက်သွားမှာဆိုတော့အချင်းချင်းကြိတ်တာဆိုတာကိုကျွန်တော်တို့လက်ခံတယ်နော်ဆိုကြကြိတ်ကြဟုတ်ပြီနော်မကြောက်နဲ့အပငဒူးလိုက်လဲဆိုတာဆို အားရတယ်ဟုတ်ပြီနော်အဲ့ဒါပဲပြောချင်တယ်ကွာငပောက်ရဲ့ဟုတ်ကဲ့ပါတုံချင်းတို့ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time